ရုပ်ရှင်တရုပ်ဆောင်ဖွေးဖွေးကိုရွေးကောက်ပွဲဝါရဖြန့်ချီကမ်ပိန်းဗီဒီယိုမရိုက်ပေးတာကြောင့်စစ်ကောင်စီတပ်ကခေါ်ယူဆင်မေးခဲ့တယ်လို့သိရပါဗျ။ရုပ်ရှင်ရိုက်ခွင်းတစ်ခုမှရောက်ရှိနေတဲ့တရုပ်ဆောင်ဖွေးဖွေးကိုအော်တိုဘာလ6ရက်နေ့ညနေပိုင်းမှာစစ်တပ်ကခေါ်ယူဆင်မေးခဲ့တာလို့နှီးစက်တဲ့သတင်းရင်းမြစ်တစ်ခုက AR ကိုပြောပါဗျ။အတိတ်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရိုက်ဖို့ခေါ်တာကိုမရိုက်ပေးလို့ခေါ်စစ်တာစစ်စေးပြီးခဏပဲပြန်လှည့်လိုက်တယ်။အခုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရရမယ်မရရဘူးဆိုတာတော့မသိရသေးဘူး။ ပြောရမယ်ဆိုရင်တော့သူ့ကိုခဏပဲခေါ်သွားပြီးစစ်ဆေးတဲ့သဘောပေါ့ဖူဖွေဖန်းစည်းခံရရနဲ့ပတ်သက်ပြီးသူ့ရဲ့မန်နေဂျာထံကိုအေယော်ရီကဆက်သွင်းမေးမြန်းခဲ့ရမှာတော့ပြောစရာမရှိဘူးလို့ပြန်လည်တုတ်ပြန်ခဲ့ပါတယ်ဖူဖွေအပြင်တရုတ်ဆောင်အလင်းရောင်လည်းဖန်းစည်းခံခဲ့ရတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပေမဲ့အေယော်ရီနေနဲ့တီးကြအတည်ပြုနိုင်တာမရှိသေးပါဘူးဖူဖွေနဲ့အလင်းရောင်တို့ဟာဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဘူးသူတွေဖြစ်တာကြောင့် ရွေးကောက်ဝဲဝါဒဖြန့်ချီရေးစကားတွေရိုက်ကူးဖို့ရှောင်နေတာနဲ့ပတ်သက်ပြီး ဖန်စီဖို့အတွက်စစ်တပ်ထောက်ခံသူတွေနဲ့ဝါဒဖြန့် channel တွေကတိုက်တွန်းပြောဆိုမှုတွေရှိနေတာပါ။တို့ရှင်ပြောဘာမှမသိဘူး။ကျွန်တော်ပြောလို့မရဘူး။ညစီယုံဖြစ်နေတယ်။အဲ့ဒါလေးမမေးနဲ့ကျွန်တော်မဖြေနိုင်ဘူးသူကိုယ်လည်းလာပြီးတော့ဒီမှာမေးရတယ်ရွေးကောက်ဝယ်ဝါဒဖြန့်ဇက်ကားတွေမှာတရုတ်ဆောင်တွေပါဝင်ရိုက်ကူးဖို့ဖိအားပေးညွှန်ကြားတာမျိုးမရှိဘူးလို့ ရုပ်ရှင်အစည်းအရုံးကညှဉ်းဆန်းထားပေမဲ့ရုပ်ရှင်လောကမှာတော့ရွေးကောက်ပွဲဝါဒဖြန့်နှံတဲ့ပတ်သက်လို့ဖိအားတွေဟာရှိနေတာဖြစ်ပါတယ်။ရွေးကောက်ပွဲစကားရိုက်ဖို့တရုတ်ဆောင်တွေကိုအိမ်နိုင်ရာရောက်အတင်းအကျပ်ခေါ်ယူတာကိုကြုံတွေ့နေရပြီးဒါတွေကိုညှဉ်းဆန်းမယ်ဆိုရင်ဖန်စီအေးအေးယူတာပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းဆဲတာတွေပြင်အခြားဖိအားတွေလည်းကြုံတွေ့ရနိုင်တယ်လို့ရုပ်ရှင်အတိုင်းဝိုင်းကဆိုကြပါတယ်။လက်ရှိမှာတော့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများနဲ့ မဲပေးဆက်နဲ့တွဲဆောင်ခြင်းဆိုတဲ့ဇလန်းတိုတွေကိုရိုက်ကူးထုတ်လွှင့်ထားပြီးဖြစ်ပါတယ်။ဒီထဲမှာနမကြီးရုပ်ရှင်တရုတ်ဆောင်တွေဇက်ဖို့ဆက်ရံတွေဟာသားတရုတ်ဆောင်တွေနဲ့လူချမ်းတွေစတဲ့အလှအဆောင်ကပါဝင်တရုတ်ဆောင်ထားရတာကိုတွေ့ရပါတယ်။ပရမဆုံးအဖြစ်ကစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဝါရပြန့်ဇလန်းထွက်လာပြီးတဲ့နောက်ပါဝင်တဲ့တရုတ်ဆောင်တွေဟာလူရုရဲ့ဆန့်ကျင်တာကိုခံခဲ့ရသလိုရုပ်ရှင်လောကသားအချင်းချင်းလဲဝေဖန်တာကိုခံခဲ့ကြရပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်စစ်ကော်မရှင်တပ်ကဇလန်းနဲ့ပတ်သက်ပြီးဝေဖန်တဲ့ရုပ်ရှင် လောကသားတွေကိုလက်တွေ့ဖမ်းဆီးပြခဲ့တယ်လို့ရုပ်ရှင်လောကသားတွေအားလုံးဝါရဖြန့်ရံမှာပါဝင်ဖို့ဖိအားပေးနေတာလည်းဖြစ်ပါတယ်။ရိုက်ဖို့လားခေါ်ရင်စစ်တပ်ပါတယ်ပြီးတော့စကလုံးတွေကိုရိုက်ကွင်းရောက်มาပြောတာမျိုးဒီထက်ဆိုးတာတွေလည်းရှိတယ်။နောက်ွယ်မှာဖိအားပါတာကရုပ်ရှင်လောကသားအချင်းချင်းအိမ်နေရာတွေပြောပြီးတော့လိုက်ခေါ်ပေးနေတာတွေလည်းရှိတယ်။ တခြားသရုပ်ဆောင်တယောက်ယောက်ကစစ်တပ်ကိုသူတို့ရိုက်ချင်တဲ့သူစီဥဆောင်ပြီးတော့ခေါ်လာတာမျိုးပေါ့ဒါအပြင်ပြည်တွင်းမှာရှိနေတဲ့ရုပ်ရှင်တရုပ်ဆောင်တွေဟာပြည်ပကိုထွက်ခွာခွင့်နဲ့ကန့်သက်ခံရတယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့ရုပ်ရှင်တရုပ်ဆောင်တွေဟာရွေးကောက်ပွဲဝါဒဖြန့်ချီရေးစကားတွေရိုက်ကူးဖို့ညှင်းဆန်မဲ့ဆိုရင်စစ်ကောင်မရှင်တပ်ရဲ့ဖိအားပေးအေးအေးယူမှုတွေခံရမှာဖြစ်တယ်လို့စစ်ကောင်မရှင်ရဲ့ခိုင်းစင်မှုတိုင်းလုံဆောင်ခဲ့ရင်လည်းပြည်သူတွေရဲ့အပြစ်တင်ဒဏ်ခတ်မှုကိုခံကြရမယ့်အခြေအနေကိုရင်ဆိုင်နေရတာလို့ရုပ်ရှင်အတိုင်းဝိုင်းကဆိုပါတယ်။